မြန်မာနိုင်ငံကိုပထမဆုံးနှစ်ပတ်ကြာလာရောက်ခဲ့တဲ့ ABSDF ចောင်းသားတက်မတော်ကခရီးစဉ်ကိုကျေနပ်မှုရှိတယ်လို့ January 3ရက်နေ့မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။ဒီကြီးဟာ24နှစ်25နှစ်ကာလအတွင်းမှာကျွန်တော်တို့ရဲ့လူလူရှိမှာဒီသားစုနဲ့အတူကြုံရှုပေးရတဲ့အမတန်မှထူးခြားတဲ့လေးကလေးတစ်ခုဖြစ်ပါတယ်။တက်တက်တက်နှစ်ပတ်ကျော်ကြာခရီးပြန်ခရီးစဉ်ဒီလေးကသုံးချက်စလုံးကို များဆုံးအကောင့်ထဲပေါ်နိုင်ခဲ့တာလို့ဒီကြီးရှင်ပေါ့ကျွန်တော်တို့အာရကျင်တတ်ပြီးပါတယ်။အဲ့ဒီပြေဆုံးဆွေးနွေးပွဲတွေကလည်းရရှိခဲ့တဲ့ရည်ကြီးတဲ့ရလဒ်တွေကတော့ဒီတွင်ငင်းငင်းကြီးနဲ့ဒုသာခံတဲ့စစ်ကြရေးအတွက်အားလုံးအားလုံးပါဝင်တဲ့နိုင်ငံရေးတရားပြေဆုံးဆွေးနွေးမှုတရားလွတ်တော်ပြပပါပေါ်ပေါက်လာရေးအတွက် မြန်မာပြည်စင်တာမှာပြုလုပ်တဲ့ဒီသတင်းစာရှင်းလင်းပွဲကိုဥက္ကဋ္ဌကိုတန်ကဲအထွေထွေအတွင်းရေးမှူးကိုစံနီတို့နဲ့အတူကိုကျော်ကိုမိစုပွင့်နဲ့ကိုစလန်းရောအောင်တို့တက်ရောက်ခဲ့ပြီးပြည်ရင်းငင်းချမ်းရေးနဲ့အမျိုးသားပြန်လည်တင့်မြတ်ရေးအတွက်လှုပ်ကင်သွားဖို့ပြောဆိုခဲ့ပါဗျာ။တို့ဒီနောက်ပိုင်းဖြစ်စင်မှာပါဝင်ခဲ့တဲ့ရေမောင်များအားလုံးလည်းဒီဝိဆက်တာကိုကျွန်တော်တို့ပါစားနေဆောင်ရည်ပါပြီ။အဲ့ဒီကပတ်သက်လို့ကျွန်တော်တို့ဒီလာမယ့်2013ခုနှစ်ဒီလား ုတ်ပြန်ဖို့အတွက်ပါကျွန်တော်တို့ပြင်ဆင်နေပါတယ်။အဲ့ဒီပြင်ဆင်မှုကအစီအစဉ်ခံစားဖို့ကျွန်တော်တို့အတွက်ဒီမပါဘူးလေ။ မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဟာမြန်မာနိုင်ငံခရီးစဉ်အတွင်းသမရယုံဝန်ကြီးတွေအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေ88မျိုးဆက်အကြောင်းသားများအဖွဲ့ဘာကာတအကြောင်းသားများညီညွတ်သောတိုင်းရင်းသားမဟာမိတ်များအဖွဲ့တို့နဲ့တွေ့ဆုံခဲ့ပါတယ်။အားလုံးပါဝင်သောနိုင်ငံရေးဆွေးနွေးပွဲပေါ်ပေါက်ဖို့နဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုပေါ်ပေါက်ဖို့အသွင်ကူးပြောင်းရေးဖြစ်စဉ်အတွက်ရည်မှန်းချက်ထားပြီး ဒီခီးစဉ်ကိုပြုလုပ်ခဲ့တာဖြစ်တယ်လို့ဆိုပါရယ်